ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်တို့ကကျွန်မဒီပါမဟုတ်တဲ့လက်ဆောင်လေးနဲ့လာကြည့်ကြတာလားကျွန်မကျွန်မရဲ့မျက်နှာပြပွဲအတွက်တတော်ကြီးကိုရည်မှန်းထားတာနော်ကံကောင်းလို့ပေါ့ဒီပွဲမှာခက်ခက်ခဲခဲနဲ့ဟာရီအုံးသီးတွေနဲ့တင်ငွေတွေနဲ့လှုပ်ထားတဲ့လေဆွဲနဲ့လက်စွပ်ကိုရခဲ့ရအောင် ကျမဓာရီကိုဘာလို့ရမှာလဲကျမဖေရင်ရလို့သမားရီစီမာတော်မှာတိထက်များရီရွှေရီရှိနေသေးတယ်ရှင်တို့ကလေကျမဖေရင်ရလို့သမားရီထက်တော်မှာအခြေအနေစိုးနေကြပါလားမလားနေငါတို့ကိုရှက်ခွဲဖို့ဒီလိုဖိတ်ထားရလားငါတို့ကစင်ရဲကြတော့ငါတို့မှတိတ်ခါမရှိဘူးလို့မထင်နဲ့နော်ဒီလောက်ထိတိတ်ခါကိုထိမ့်သိမ့်ကျင်နေဆိုရင်လေအခုဒီဘာလို့ဒီမှာရက်နေသေးရလဲကိုတိတ်ခါကိုယူပြီးတော့အခုချက်ချင်းပြန်သွားလိုက်ကြတော့ပေါ့အမလေးတွားကြမှာပါပဲငါတို့ကဒီမှာနေကျင်တယ်လို့ထင်နေရလားအမလား ကျမတို့ဒီကိုခေါ်ပြီးတော့ရှက်ခွဲပြီးရဲ့အတွက်အမနဲ့မမိသားစုအရန်ကြီးစုတင်နေသမီးရတနာဘာလို့လို့ဒီပြောလိုက်တာလဲအမေတို့ကိုရှက်ရအောင်ဘာလို့လုပ်ခဲ့ရတာလဲအမေတို့ကတက်နိုင်တယ်လားလုပ်ပြီးခဲ့ရပဲလေအင်ကိုရောက်လာတဲ့ဧသေးရီကိုရှက်ခွဲပြီးနောက်ရတနာကဒေါသတကြီးနဲ့အင်ပြင်ကိုထွက်သွားခဲ့ပါတယ်ရတနာကဘာဖြစ်လို့များသူ့အင်ကိုလာတဲ့ဧသေးရီကိုရှက်ခွဲခဲ့ရတာလဲပြီးတော့ရတနာဟာတကယ်ပင်ချမ်းသာတဲ့မိသားစုကဆိုရင် ဘလို့လို့အခုလိုစင်းရတဲ့မိသားစုအိမ်မှာချိန်မှဖြစ်နေရလဲဆိုတာသိရဖို့အတွက်ပုံမြင်ကိုနောက်ဆုံးကြည့်လိုက်ကြရအောင်။ရှင်တို့မြင်မြင်လောက်ကြလေအခုထမင်းတော့ချစ်လို့မပြီးသေးဘူး။တမင်းတည်းအပြင်းစီလဲလို့မပြီးသေးဘူးလား။နေ့ကောနေရောင်မနဲ့တူတူရောက်လာတော့မှနော်။ကလေးမလေးကဒူဘိုင်းကနေလာနေတာ။အမလီရှင်မရဲ့ချွေးမလေးကဒူဘိုင်းကနေလာတယ်ဆိုတာငါတို့လေးသိပါရယ်။ငါတို့မနဲ့ငါးနိုင်ကလေးကပြင်ဆင်နေကြတာပါ။သူတို့ရောက်မလာခင်ငါတို့ပြင်ဆင်လို့ပြီးတော့မှာပါ။ ျမတို့ရဲ့ဒူပိုင်းကချွေးမလီကဘလူနေနေမလဲမသိဘူးနော်။သူ့ဟာရဲလဲလာမှာပဲ။ပြားရီကျမချွေးမလီကိုအေယိုမြမြပို့ပေးလိုက်ပါတော့။အိမ်သူအိမ်သားအလုံးကချွေးမတဲ့လေးကိုကျူးစုဖို့ပြင်ဆင်နေကြပါတယ်။ခဏကြာမှပဲသူတို့ရဲ့ဆင်းရဲတဲ့အိမ်ရှိမှာကားကြီးကြီးတစ်စီးရောက်လာခဲ့ပါတယ်။အဲဒီကားလေးကနေဒူပိုင်းမှာနေတဲ့ယရနာကသူ့ယောက်ျားပြေဖြိုးနေသူဆင်းလာခဲ့ပါတယ်။ချွေးမတဲ့လေးကိုမြင်ပြီးအိမ်သူအိမ်သားတွေအလုံးလည်းပျော်ရွှင်နေကြပါတယ်။ ။ရောက်ကမဒေါ်လာကယရနာကိုချွေးမကျူစုပွင့်ထုံးနှင်းစင်လာအတိုင်းကျူစုလိုက်ပါရယ်။ယရနာကသူ့ရဲ့ဆင်းရဲတဲ့ရောက်ကမရင်ကိုရောက်လာတော့သူကစိတ်ပြတ်သွားခဲ့ပါရယ်။တင်းရမသေးလုံးလား။သူကဒီလောက်ကြီးရဲ့အင်းလေးထဲမှာပဲချက်ပြုတ်ပြီးနေထိုင်ကြရယ်ပေါ့။ယရနာငါနဲ့ကိုဒူဘိုင်းမှာကလေးအောင်ငါ့ရင်ချင်းလေးကိုပြောပြထားတယ်နော်။နေအဲ့လိုကြီးအန်အိုဘီကြည့်မိပါနဲ့။ချင်းကပြောတော့ရှေ့မှာငွေကြီးအခက်ခဲရှိရဲဆိုဒီလောက်သေးရဲ့အိမ်မှာနေထိုင်ကြရဲလို့မှမပြောတာ ။ရှီကျမရဲ့ရေချိုးကန်ကိုမြင်ဖို့ရမလား။အဲ့ဒီဟာဒီရင်ထက်တော်မှာပို့ပြီးတော့ကျဲသေးတယ်။တမီးလေးတို့ကျမရက်ပြီးဘာဒီပြောနေကြရလဲ။ခရီးဝေးရနေလာကြတယ်ဆိုတော့အတော်လေးပြင်းမနေကြမှာပဲပေါ့။သွားပြီးတော့နားယူလိုက်ကြအောင်နော်။နရီကရတနာအတွက်ဂရင်တိတိလေးမှအိယာခင်းပေးလိုက်ပါတယ်။ရောင်မဒီမထိုင်မအောင်ရောင်မတို့လဖေးလှုပ်လာခဲ့ပြီ။ပထမတစ်ချက်ငါလဖေးမတောက်တော့ဘူး။ငါကော်ဖီပဲတောက်တာ။ Black coffee ဟုတ်ပြီလား။ပြီးတော့ဒုတိယတစ်ချက် ငါကဒီလိုမျိုးအိပ်ရာပေါ်မှာထိုင်မယ်လို့နေဘလို့စဉ်းစားခဲ့ရလဲဒီကရင်ကျိုးသွားရင်ရောမင်းတို့စီမှာမှုရမရှိဘူးလားဒူဘိုင်းကချွေးမာလေးရဲ့ပြောဆိုရေးကြောင့်အိန္ဒိယအင်းသားတွေရဲ့စိတ်နှလုံးထိခိုက်ပေးမယ်လေဘသူမှယရနာကိုဘာမှပြန်မပြောခဲ့ကြပါဘူးခနာကြမှာပင်ဒေါလာကထမင်းပကံလေးမှာရူတီပိန်ဟင်ထမင်းနဲ့အတူဟင်းကောင်းတွေပါယူလာပါတယ်ဒါရီကိုကြည့်ပြီးယရနာကမျက်နှာမိတ်လိုက်ပါတယ်ဟာအမေတို့ကဒီလိုထမင်းဟင်းနဲ့ရူတီတွေကိုပဲစားကြတာလား ။သမီးဒီလိုမျိုးရိုးရိုးတမန်စားစာမျိုးတခါမှမစားဘူး။သမီးကလေ5 star စားတော့ဆိုင်ရဲ့စားတော့တီကိုပဲစားတတ်တာ။ဒီနီနာတဝိုက်မှာ5 star စားတော့ဆိုင်မရှိဘူးလား။ဒီနီနာတဝိုက်မှာ5 star စားတော့ဆိုင်တော့မရှိပေမဲ့ပီဇာဆိုင်တစ်ဆိုင်တော့ရှိတယ်။ကောင်းပြီလေ။ဒါဆိုပီဇာပဲမှာလိုက်မယ်။အိမ်ထဲမှာပီဇာစားကြည့်နေသူရှိရင်မှာပေးမယ်နော်။ ဒေါနာကတော့ယရနာလေးအတွက်မြစ်တာပြင်းနေချက်ပြုတ်လာခဲ့ပေမယ့်ယရနာကဂျာရီကိုမစားဘဲအပြင်ကနေပီဇာမှစားလိုက်ပါတယ်။ဒီလိုပုံစံမျိုးနဲ့မင်္ဂလာပွဲနေ့ရက်လေးကုန်ဆုံးသွားခဲ့ပါတယ်။နောက်နေ့မနက်မှာယရနာကစောစောစီစီရေမိုးချိုးပြီးအလှပြင်လိုက်ပါတယ်။သမီးလေးယရနာဒီနေ့သမီးလေးရဲ့မျက်နှာပြပွဲတလေပဲအမေတို့စီမှာသူတို့သမီးအစ်တီရောက်လာရင်သူ့ကိုဘေးပတ်ဝန်းကျင်အမျိုးသမီးရဲ့ကြားထဲမှာမျက်နှာပြပွဲလေးလုပ်ပေးရတယ်။အနီးနားတစ်ဝိုက်မှာရှိတဲ့အမျိုးသမီးတွေရောက်လာကြပြီးတော့ သမီးကိုကြည့်ပြီးတော့လက်ဆောင်ပစ္စည်းလေးတွေပေးသွားကြလိမ့်မယ်။အမလီဘလို့ပြဿနာတွေလဲ။ငါဘသူဘသူတွေကိုငါ့ရဲ့မျက်နှာကြီးကိုပြရအောင်မလဲ။ငါကတော့ဒီတလေးတွေကြားထဲမှာပိတ်မိနေပြီ။ခဏကြာမှအီနီနာချင်းတွေကချင်းပါတလေးကိုကြည့်ဖို့အတွက်ရောက်လာခဲ့ကြပါတယ်။ယရနာကသူနဲ့အတူပါလာတဲ့ဇီးကြီးတွေစာရီဝတ်ပြီးထန်နေလိုက်ပါတယ်။အခုတော့သူတို့သမီးရဲ့မျက်နှာကြည့်ပွဲစတင်ပါပြီ။ရော့သမီးသမီးအတွက်ရူဘီတရားအုံဒီနဲ့ပေါ်ဝါနီအောင်လေး ဘာလဲဟာသူတို့ကငါ့ကိုစိန်ပရက်ရွှေပရက်တွေပေးမယ်လို့ထင်ထားခဲ့ရလေသူတို့ကလည်းစည်ရဲသားတွေပဲအုံသီးနဲ့ရူဘီတရားပေးစရာလားယရနာကဒီလိုပြောနေချိန်မှာပဲသူ့ရောက်ခမဒေါ်လာကငွေလဲဆွဲနေငွေလက်စွပ်ကိုယူလာပြီးတော့ယရနာကိုပေးလိုက်ပါတယ်ဒီငွေလက်စွပ်နဲ့ငွေလဲဆွဲကိုလွန်ခဲ့တဲ့နှစ်နှစ်ကလေးကကိုယ့်ရဲ့ချွေးမကိုပေးဖို့အတွက်ထားထားခဲ့ရလေဒီနေ့တော့ငါကိုယ်တိုင်ငါချွေးမလေးကိုဒါရီဝစ်ပေးမယ်မေးရကိုယ့်ရဲ့တူဦးတီတို့ချွေးမလေးကို ငွေလက်စွပ်နဲ့ငွေလဲဆွဲပေးရတာမရှက်ဘူးလားအမလေးတမီးရလို့သမားရောင်မလေးရွှေပြက်တွေဝေထားကြတာတမီးကဒူဘိုင်းမှာနေတယ်ဆိုတာကိုမသိဘူးလားအဲ့ဒီမှာရွှေတွေအများကြီးပဲလေအရန်ပေါ်တာယရနာကလူတွေအများကြီးရှိမှပဲဒေါနာကိုရှက်ခွဲလိုက်ပါတယ်ကျန်တဲ့ဧည့်သည်တွေကလည်းသူတို့တက်နိုင်တဲ့လောက်တရားနေရာလောက်ပဲယရနာကိုလက်ဆောင်ဖြစ်ပေးကြပါတယ်ဒါရီကိုမြင်ပြီးတော့ယရနာကသူ့ဒေါသကိုမထိန်နိုင်ခဲ့ပါဘူးရှင်တို့မရှက်ကြဘူးလား တို့သမီးတယောက်ကိုရူပီတရာ200ပဲပေးရလေဘလို့လူတွေလည်းမသိဘူးဒီလိုက်ကြည့်ကြတော့မလုံလုံးလားငါကတော့နေ့ကိုသဘောကျလို့ဆိုပြီးတော့ရူပီတရာပေးခဲ့တာနေ့ရောက်မှကြတော့ငါရဲ့ချွေးမလေးကိုရူပီ90ပဲပေးခဲ့တာအဲ့ဒီတော့ကတော့ငါတို့ကဘာမှမပြောခဲ့ကြဘူးရှင်တို့အလုံးကစီးရဲသားတွေပဲဒီကနေထွက်သွားကြစမ်းယဒနာကသူ့အိမ်ရောက်လာကြတဲ့ဧည့်သည်တွေကိုအချက်ခွဲပြီးအိမ်ကနေမောင်းထုတ်လိုက်ပါတယ်ယဒနာကချွေးမဖြစ်နေတာတောင်ချွေးမတရားလုပ်ရမယ့်အလုပ်တွေကိုလုပ်နိုင်မရှိပါဘူး ိမ်လုတ်တွေအလုံးကိုသူရောက်ကမရင်းနဲ့သူရောက်မှလေးပဲလောက်ပါတယ်။တတိယတစ်ပြက်စီကိုဘလို့လဲတာလည်းမသိဘူး။ထရောက်မှာဖုံဖုံနေကက်နေပြီ။ငါပဲပြန်လဲရတော့မယ်နဲ့တူတယ်။ယရနာကတပြက်စီလဲဖို့တပြက်စီယူလာတဲ့အခါဦးမြကချက်ချင်းပဲယရနာစီကတပြက်စီကိုယူလိုက်ပါတယ်။မလုတ်ပါနဲ့သမီးရဲ့။သမီးဒီအလုတ်တွေလောက်ရတာအကျင့်မပေါဘူးမလား။သမီးမလုတ်ပါနဲ့။အဖေကြီးလုတ်ပါမယ်။ရတနာကတော့သူ့ရောက်ကတိတပြည့်စည်းလဲနေတာလေးကိုမတည့်ရပြီးကြည်နေခဲ့ပါရဲ့ ီလိုနဲ့ညနေကိုရောက်တော့ယရနာကကော်ဖီဖြော်ဖို့အတွက်သွားနေချိန်မှာပဲနဒီကသူ့အတွက်ကော်ဖီယူလာပေးခဲ့ပါတယ်။ကျောင်းမတမိတမိတငယ်ချင်းကိုမီးပြီးတော့ black coffee ဖြော်ပေးတာတွေတမိဖြော်ထားတာဘလို့နေလဲတောက်ပြီးတော့ပြောကြည့်ပါဦး။နဒီကယရနာလိုအပ်တဲ့ကိစ္စမှန်သမျှကိုမငြင်းမညူပဲလုပ်ပေးခဲ့ပါတယ်။တမိလေးကအပြင်စားစာကြိုက်ရတာကြိုက်ပြင်မယ်။နေ့တိုင်းအပြင်စားစာစားရတာမကောင်းဘူးလေ။တမကြည့်ပါဦး။ မေးရသမီးလေးအတွက်ဘရာကျော်နဲ့အချင်းနေလုပ်ပြီးထားရလေစကောင်းလားဆိုတော့စားကြည့်အောင်တော့သမီးကိုရောက်ခမအင်သူအင်သားတွေရဲ့ဒီလိုမြင့်တာပြည့်နေတဲ့ဆက်ဆံရေးတွေကိုမြင်ပြီးယတနာကအံ့ဩနေခဲ့ပါတယ်ညာဆက်တနာရဲ့အချင်းလောက်မှာယတနာကအိယာပေါ်မှာအိနေပေမဲ့ကောင်းကောင်းမွန်မွန်မအိနိုင်ပါဘူးအမေဘလူတွေပြောနေရလဲအဲ့ဒီပတ်စံကသမီးကြောင်းကိစ္စမှာသုံးမမလားဟုတ်တယ်သမီးဒီပတ်စံကသမီးရဲ့ကြောင်းစရိတ်တွေပြင်မဲ့ယတနာအိယာပေါ်မှာမအိနိုင်ဘူးလေ ဲ့ဒီကလေးမလေးကဒူဘိုင်းကချမ်းသာကြွယ်ဝတဲ့အိမ်ကိုဆွတ်လွတ်ပြီးတော့အမေတို့နဲ့တူတူစီးရဲရိမ်မှာလာနေနေရလေအမေတို့ကသူ့အတွက်တလောက်တော့လုပ်ပေးရမှာပဲအမေအဖေနဲ့နေတီတို့ကျွန်တော်ကိုခွင့်လွှတ်ကြပါနော်ကျွန်တော်လှုပ်လှုပ်ဖို့အတွက်ဒူဘိုင်းကိုသွားခဲ့တာဒါပေမဲ့အဲ့ဒီကမင်းကလေးနဲ့ပဲချစ်ကြိုက်ပြီးလက်ထပ်ခဲ့တယ်အခုဖြစ်နေရတာတွေကကျွန်တော်ကြောင့်ပဲဖြစ်နေတာပါဒါတအားမမဟုတ်ပါဘူးရတနာနေရာမှာနေတီရှိနေခဲ့ရင်လေနေတီရဲ့ရခုမအိမ်သားတွေကသူ့လိုပဲလုပ်ပေးကြမှာပဲလေ အခန်းတတိလေးနဲ့မှတမိသားစီလုံးစကားပြောနေတာကြောင့်ယရဏကနိုးသွားခဲ့ပါတယ်။ပြီးတော့သူတို့ပြောနေတဲ့စကားတွေအားလုံးကြားသွားပြီးသူ့လုံရက်တွေကိုနောက်နောက်ရသွားခဲ့ပါတယ်။အခုတော့ယရဏကချက်ချင်းထလာပြီးအားလုံးကိုတောင်းပန်လိုက်ပါတယ်။အားလုံးကတမိကိုဒီလောက်တိချစ်ကြလိမ့်မယ်လို့တမိမသိခဲ့ဘူး။တမိလောက်ခဲ့တဲ့လုံရက်အမားတွေအတွက်တမိတောင်းပန်ပါတယ်နော်။တမိလေးကမေရိုးရဲ့တမိရင်းလေးလိုပါပဲ။ပြီးတော့တမိတယောက်ကဟိုရီလိုမျိုးလှုပ်ချပြီးတော့တောင်းပန်တာမသိတော့ဘူးလေ။ ဖြစ်ခဲ့တာပြီးအားလုံးကိုမေးလိုက်ပါတော့တမီးရဲ့။အမေတို့ကတမီးပေါ့ကိုစိတ်မဆိုးပါဘူး။တမီးပေါ့ကမှစိတ်မပူနဲ့တော့နော်။တမီးလိုချင်တာရှိခဲ့ရင်အဖေကြီးတို့ကိုသာပြော။အဖေကြီးတို့လိုတာမှန်သမျှဝယ်လာပေးပါမယ်။တမီးကရမ်းကန်ကောင်းလို့ပဲအဖေကြီးတို့နဲ့နေခွင့်ရတာလေ။ဒီနေရာမှာတခြားသူတွေသာဆိုရင်တမီးကိုအိမ်ရနေနှင်းထုတ်လိုက်ကြမှာ။ကြာရောပေါ့နှင်းထုတ်လိုက်တာလေ။အခုအားလုံးကြည်ထားကြနော်။တမီးအားလုံးကိုကောက်အောင်လုပ်ပေးမယ်။ ယလနာကသူ့ရောက်ကမအရင်ချင်းတွေကိုကောင်းမွန်သွားအောင်လို့သူတို့ရဲ့အရင်အိမ်တိတိလေးကိုဖြိုးပြီးလှပတဲ့အင်ကြီးတိန်စောင့်စီခဲ့ပါတယ်။အိမ်တော်မှာသူ့ယောက်ျားနဲ့ယောက်ကတိတို့အတွက်လုပ်ငန်းတစ်ခု ထောင်ပေးလိုက်ပါတယ်။နေဒီကိုလည်းကြောင်းကိစ္စပြီးအောင် ကူညီပေးခဲ့ပါတယ်။နောက်ဆုံးမှာယလနာကသူ့မိသားစုတစုလုံးပျော်ရွှင်အောင်လို့အမြဲတမ်းစူးစမ်းဆောင်ရွက်လျက်ရှိခဲ့ပါတယ်။အခုတော့ယတနာကပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားပါတော့တယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။